ဟောဘိုင်းပြပြပေါ့လေဟိုတချို့ကျတော့လေဟိုရုပ်ရှင်ရုံတိသွားကြည့်ရတဲ့ဒုက္ခပေါ့နော်အဲ့ဒုက္ခတွေကငြိမ်းသွားတာပေါ့ကွယ်သွားရင်အဝေစားတွေဝေးရအောင်ပဲကားတွေငှားအောင်ပဲကားရှိတဲ့လူဆိုရယ်စီဖို့ကုန်ပေါ့ပြီးလို့ရှိရင်တယောက်တည်းကြည့်ရကြည့်ရတာမဟုတ်ဘူးလေအုပ်စုလိုက်သွားရင်ဘယ်တော့မဆန်နေဘယ်တော့မှကုန်ဘူးလေဆိုတော့ဒါဘိုင်းပြပြဟိုအလုံးလုံးနဲ့လည်းကြည့်လို့ရတယ်ကိုယ့်အိမ်မှာနေလည်းကြည့်လို့ရဆိုတော့ my reality for you ကနေဖိတ်တယ် for you ကနေပြီးတော့တောင်းရှိသူတာဖိတ်တယ် my ဖိတ်တာ3-4ယောက်ပဲနောက် anti theta ကိုယ်တိုင်လည်းဖိတ်တယ်နောက်ဒီကားမှာပါတယ်လင်းသိပါလင်းသိအောင်အဲ့အဲ့မင်းသားလေးလည်းဖိတ်တယ်လင်းသိအောင်ကြာမိုင်းနဲ့ချောင်းကြဲအတူတူရိုက်ပူးတယ်ဆိုတော့လေအတူဖိတ်တယ်အခုလည်းမတွေ့ပဲရဟုတ်ပါပြပြပေါ့လေဟိုတချို့ကြတာလေဟိုရုပ်ရှင်ရုံတိသွားကြည့်ရတဲ့ဒုက္ခပေါ့နော်အဲ့ဒုက္ခတွေကငြိမ်းသွားတာပေါ့ကွယ် သွားရင်အဝတ်စားတွေဝယ်ရအောင်ပဲကားတိုင်းငှားအောင်ပဲကားရှိတဲ့လူဆိုတော့စီဖို့ကုန်ပဲပေါ့ပြလို့ရှိရင်တယောက်တည်းချိရချိရတာမဟုတ်ဘူးလေအုပ်စုလိုက်သွားရင်ဘယ်တော့မဆန်နေဘယ်တော့တော့ကုန်ဘူးလေဆိုတော့ဒါဘိုင်းဖြစ်ဖြစ်ဟိုအလုံးလုံးနဲ့လည်းချိလို့ရတယ်ကိုယ်မှန်နေလည်းချိလို့ရဆိုတော့မရိုက်ချင်ပါဘူးဆိုဆိုကျမကလည်းဘယ်သူမှမရိုက်ချင်ကြဘူးကျမလည်းမရိုက်ချင်အဲကြောင့်လဲဆိုတော့မရက်ကြတော့နေရာတစ်ခုကိုအများနဲ့ယူထားတဲ့လူဆိုတော့ အဲ့လိုနေရာမှာမယူထားမဲ့ဆာမင်းသမီးနာမည်ချင်းမင်းသမီးပြပထားမှာပေါ့နော်အဲ့ဆိုမယူထွက်ကရိုက်ဖို့ခွင့်ရှားပါမလီအဲ့ဒါကို top back မင်းစားတဲ့ post ကိုမတွေ့သေးဘူးသူ့ထဲတောင်စွမ်းသေးတယ်ဒီမှာစက်သားနှစ်တုံးတောင်စားလာတာဒရုန်းနဲ့မဝလို့အနီတီရာအနီတီရာလို့ဟိုအားလို့ထမင်းရရှိနေသေးတယ်စက်သားကကုန်သွားပြီးတော့ထပ်နောက်ဒရုန်းပေးပါအောင် ဖတ်တောင်းစားတာအဲ့ဒါလေးဟိုက9000တန်5ရွက်ရတယ်အာ9ရွက်ဟုတ်တယ်9000တန်5ရွက်1000တန်5ရွက်ရ3000ပေါ့နောက်1000တန်2ရွက်ကောက်ရသေးတယ်ဘယ်ရောက်သွားလဲမသိဘူး Wedding ကမိုင်လို21ရက်နေ့ Oh sorry 21တော့ဖြစ်တယ်မေ31မှာဟိုပထမနေ့ပေါ့နော်အဲ့ဒီမှာတော့ဒီဇိုင်နာရဲရင်နိုင်ရဲ့မင်္ဂလာဝတ်စုံနဲ့နောက်ဟိုပါပေါ့ကုချူကုချူ dress တွေပေါ့အဲ့ဒါမျိုးတွေပြမယ်နောက် အာဒုတိယ round ကကြတော့ဆရာပြီးစိုးအောင်ရဲ့ကာဝင်အနောက်တိုင်းကာဝင်တွေပြမယ်ပြီးတော့ဖြတ်ပြေးတွေပါမယ်ဇွဲပြေးတို့သချင်းဆိုကြမယ်ဗိုက်တာမင်တို့သချင်းဆိုကြမယ်နောက်တခြားဆိုတော်တွေလည်းပါတယ်အာပြီးလို့ရှိရင်ဒုတိယနေ့ကတော့တရက်နေ့ပေါ့ဂျွန်တရက်နေ့ကကြတော့ပထမအဆုံးအဲ့ဒီမှာအာဘလန်ကိုဖက်ရှင်ကနေပြီးတော့ယောက်ျားလေးပွက်တဲ့ဝတ်စုံအဲ့ဒါလေးပြမယ်ယောက်ျားလေးချောချောလေးပဲစီထားတယ်အားလုံးပေါင်း22ရက် ွေးချယ်တော့လည်းမပါဘူးဒီလိုပေါ့ကိုနဲ့ခင်မင်းရင်းနေတဲ့ကလေးတွေလည်းပါတာပေါ့ဥမာဥမာမင်းရကာတို့ဂူဂူတို့ပေါ့အဲ့ဒါတော့ကို့သားတွေရပေါ့ကို့သားတွေရပေါ့နောက်မစ္စတာတွေဇယားပြေးမှသူ့သားတွေရှိတယ်အေးအဲ့ဒါနဲ့သားတွေအကုန်လုံးထည့်လိုက်ဆိုတော့ထည့်တာပေါ့အဲ့လိုရင်းနဲ့ပဲပါသွားပေါ့နော်မဟုတ်ဒီဟာပေါ့ကာလာကဟောတကပါလုံးနဲ့ဟိုရှင်လို့ရှိရင်တော့မြန်မာနိုင်ငံကကြတော့အဲ့ trend ကို trend color နောက်ကိုလိုက်လို့မရဘူး။အကြောင်းလဲဆိုတော့ ဟို train color အစိမ်းဖြစ်နေမင်္ဂလာဝတ်စုံမှာအစိမ်းဝတ်လို့မရဘူးဆိုတော့ဟိုဘာကြီးတော့မြန်မာနိုင်ငံရဲ့မင်္ဂလာဝတ်စုံရောင်ကတော့ဒီဘောင်တွေရပဲပေါ့တော့မင်္ဂလာရောင်ဖြစ်တဲ့အားတွေတည်းရပဲရွေးချယ်ပြီးတော့ဖန်တီးရတာဆိုတော့မာကြီးပွဲမှာဆိုရင်လည်းအယောင်သိမ်းဆန်းတာတွေလည်းပါတယ်လို့ပေါ့နော်တကယ်မင်္ဂလာသူတို့သူတွေဝတ်လို့ရမယ်ဟိုဝတ်စုံရောင်တွေလည်းပါတယ်အဓိကကတော့ဒီမှာရဟိုနာမည်ကြီးတဲ့အစိုးရတရားရဲ့တခြင်းဖြစ်တယ်ဒါမဲ့ ကံကောင်းထမှဆိုရင်အဲ့တချင်လူသိမ့်မသိတဲ့သချင်ဖြစ်တယ်ဆိုတော့အဲ့လူသိမ့်မသိတဲ့သချင်ပြန်ဆွာရတော့မာကြီးအတွက်ကံကောင်းတာပေါ့နံပါတ်1နံပါတ်2ကကြတော့ဟိုအနီ choice ရဲ့အတန်အရန်ကောင်းပြီးတော့ပညာအရန်တော်တဲ့အဆိုရှင်ဖြစ်တဲ့ခါကျမာကြီးတို့စဆူကစားဝါသနာရှင်တရားအနေနဲ့ကတော့ဘယ်လိုမှမဖြစ်နိုင်ဆိုတော့အာ teacher tracy ကနေပြီးတော့တေချာလေးသူပြပေးတယ်တတ်နိုင်သလောက်ပေါ့မာကြီးစူးစမ်းထားတယ်ဟိုပေါ့လက်ခံလို့တော့ရမယ်လို့တော့ထင်ပါတယ်ဟိုအရန် ဆိုတော့တရားဖြစ်လာအောင်တော့လည်းမိုက်တို့မဖြစ်ပါဘူး။ဟောပုဂ္ဂိုလ်ကိုလည်းသိပါဘူး။